တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့လူတိုင်းအလေတကူအိမ်မာလိုက်လှုပ်ရှားလို့ရအောင်သခုံပွဲရခိုင်တုံးနေလေးပြန်ပြီးမျှဝေလိုက်ပါတယ်သခုံပွဲရခိုင်တုံးနဲ့လိုက်ဖက်အောင်ရခိုင်မှာဆိုလို့ရှိရင်လွယ်လွယ်ကူကူပျော်တော့လေးရှိတဲ့ဒီကုန်းချောင်းလို့ခေါ်တယ်ပေါ့နော်အဲ့လေးနဲ့တွဲစားဖြစ်ပါတယ်အရင်ဦးဆုံးသခုံပွဲလေးတွေကိုပြုတ်မယ်ပေါ့နော်စားလေးနည်းနည်းထည့်ပြီးတော့ရေမြများလေးနဲ့ပြုတ်ပါနော် စူးပွက်လာပြီဆိုလို့ရှိရင်တော့ဒီဟာကတော့အရန်မပြုတ်အောင်ဘောနော်ထက်ကြိုးတော့ဖက်ကတခုပွက်နေဆိုလို့ရှိရင်နှစ်ခါလောက်ပြုတ်မှရတယ်ဒါဆိုလို့ရှိရင်တစ်ခါပဲပြုတ်ဖြစ်တယ်ဘောနော်အဲ့ဒါဆိုလို့ရှိရင်နူပြီရေတိစားပြအောင်ဆေးပြီးတော့ရေလေးညှစ်ထားပါမယ်တုံးမှဖြစ်တဲ့အတွက်ကြောင့်ရေဦးပြအောင်စစ်ထားပါနော်ယူသီးစိမ့်စတုံဖြူလော်ပါမယ်ဒီဟာပုံမှန်အားဖြင့်ရခိုင်ဖက်မှာဆိုလို့ရှိရင်မလော်ဘဲနဲ့ထောက်ကြရတယ်ပေါ့နော် စားနေနေထဲမှာငားမုံပြီးရင်ငရုတ်ကောင်းငရုတ်ကောင်းအစစ်ရှိငရုတ်ကောင်းအစစ်ရှိပေါ့ထဲပေါ့နော်ထဲကြွားတော့ဒီငရုတ်ကောင်းစေးအမှုံမဲ့ရှိတော့အမှုံထက်လိုက်ပါတယ်ငရုတ်သီးစိမ်းလေးတွေကျက်လာပြီဆိုလို့ရှိရင်ငပိထဲပါမယ်ငပိနဲ့ငရုတ်သီးစိမ်းနဲ့အသေးစားလေးနှက်သွားပြီဆိုလို့ရှိရင်တော့ရပါပြီเนาะပြီးရင်ဒီမှာသခုံးပွင့်ထည့်မယ်ပြီးရင် ခုနကထောင်းထားတဲ့ငွေတည်းနှစ်ရဲ့တံမြာတည်းကကိုအချင်းစားတဲ့တလောက်လေးထည့်ပေါ့နော်။ဒါမှမဟုတ်နည်းနည်းလေးထည့်ကြည့်ပြီးမှနောက်ထပ်လိုတော့မှတုပ်ပြီးမှမြည်ကြည့်ပြီးမှထည့်ပါနော်။ဒေချာလေးတမတော်အောင်နေဖက်ပြီးပြီဆိုလို့ရှိရင်အရသာလေးမြည်ကြည့်မယ်။တံမြာတိနေနေလို့သေးလို့ထပ်ထည့်လိုက်ပါရစေ။ ီးရင်တော့အချိန်လေးတမပါအောင်တေချာလေးနေဖက်ပြီးရင်တော့ရပါပြီနော်ပြန်ဒီမှာရိုးရိုးရှင်းရှင်းလေးပဲတခွန်းပွင့်ရခိုင်တို့ရဲ့ဒီအားကြတော့ကုံချောင်းဖြော်နီးလေးပေါ့နော်အဲ့လေးကိုနောက်ဗီဒီယိုတစ်ခုမှာတင်ပေးပါမယ်နောက်တစ်ပတ်ကြာလို့ရှိရင်တင်မယ်ပေါ့နော် 视频内容送出来，疲劳就休眠，对激素免疫力低嘛嘞，大家记得关注。感谢你们点赞、发表评价、关注，拜拜。